မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးမေလ20ရက်နေ့ထိတ်တန့်ရောက်သတင်းများကိုစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့ဒီပင်းမြို့ပေါ်ရှိစစ်တပ်တပ်ဆွဲထားသောနေရာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်ဒဏ်ရာရရှိဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ စကိုင်းတိုင်းဒီဘေးမြို့ပေါ်ရှိဂျမ်ဘတ်စစ်တပ်တပ်ဆွဲထားသောနေရာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိနေကြောင်းအဖြူရောင်ပြည်သူ့ကော်မတီအဖွဲ့မှတာဝန်ရှိသူတို့ကရှန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်ရှမန်နေမေလ19ရက်နေ့ညနေပိုင်းတွင်ဒီပိန်မြို့ပေါ်ရှိဂျမ်ဘတ်စစ်တပ်တပ်ဆွဲထားသောနေရာများကို တော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ရှင်တိုင်းခိုင်မှုအတွင်အစံဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော်လည်းအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်စစ်ခွေးထိခိုက်သည်ဆုံမှုအရေးအတွက်ကိုလည်းအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးကျွန်တော်တို့တော်လည်းရေဘော်ရီအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုအဖြူရောင်ပြည်သူ့ကော်ရီအဖွဲ့မှတောင်းအရှိသူတို့ကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုအဖြူရောင်ပြည်သူ့ကော်ရီအဖွဲ့နှင့် A2K ပြည်သူ့ကော်ရီအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရသည် ဆက်လက်ပြီးနောင်ချိုမြို့နယ်တောင်ကြွရွာနယ်ဥမတိရွာတို့ကိုစစ်တပ်ကစနိုက်ပါဒရုန်းတို့ဖြင့်တိုက်ခတ်မှုပြည်သူတို့သိဆုံးပြီးသုံးထိခိုက်ဒဏ်ရာဆိုသည့်တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်နောင်ချိုမြို့နယ်တောင်ကြွရွာနယ်ဥမတိရွာတို့ကိုအကြမ်းဖက်စစ်တပ်ကစနိုက်ပါဒရုန်းတို့ဖြင့်တိုက်ခိုက်ခြင်းကြောင့်ပြည်သူတို့သိဆုံးပြီးသုံးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း TNL ကထုတ်ပြန်ထားသည်။ မေလ18ရက်နနက်09:23မိနစ်ခန့်တွင်နောင်ချိုမြို့နယ်တောင်ကြကြေးရွာ၌ drone ဖြင့်နှစ်ကြိမ်နနက်09:49မိနစ်ခန့်တွင်တစ်ကြိမ်နနက်17:00ခန့်တွင်နှစ်ကြိမ်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတောင်ကြရွာတွင်ကိုအကြမ်းဖက်ဆက်ကောင်စီတပ်က drone ပုံငါလုံးလာရောက်ကျေးချတိုက်ခိုက်ခဲ့ကြောင်းထို့သောဘုံကျဲတိုက်ခိုက်မှုအတွင်ဒေသပြည်သူ၃ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ ထို့ပြင်မေလ၁၈ရက်နေ့နနက်၈နာရီခန့်တွင်နောင်ချိုမြို့နယ်ဥမတိကျေးရွာရှိဆစ်ဆောင်စကန်တွင်နေထိုင်သည့်အသက်၂၈နှစ်အရွယ်ဦးအိုင်လိုင်ကိုစစ်ကောင်စီတပ်ကပြစ်ခတ်ခဲ့သောကြောင့်ပွဲချင်းမိသေဆုံးခဲ့ကြောင်းသိရှိရသည်။တောင်းတက်မှာ PSLF DNL ထိန်းချုပ်ထားသည့်နောင်ချိုမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်မှတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရသားများကိုပိတ်မှတ်ထားပြီးလေကြောင်းနှင့်ဒရုန်းလက်နက်ကြီးများဖြင့်နေစဉ်ပြစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။အကြမ်းဖက်စစ်ကောင်စီတပ်သည်မေလ၆ရက်နေ့မှ30 21ရက်နေ့အထိအပြစ်ခတ်ရက်စဲရည်သည်တက်တန်းတလထပ်တိုးထားသောလေတအောင်ပြည်အတွင်း မြေပြင်ထိုးစစ်ဆင်ရလက်နက်ကြီးပစ်ခတ်ခြင်း drone နဲ့လေကြောင်းဖြင့်နေစဉ်အုံပြတိုက်ခိုက်လျက်ရှိကြောင်းပြည်သူများအနေဖြင့်စက်ကောင်စီတပ်တွေအပြည့်ရတဒန်တလာတိုးထားတော့လေနေစဉ်ပုံကျဲတိုက်ခိုက်မှုများရှိသောကြောင်းစက်ကောင်စီတပ်၏လေကြောင်း drone လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုရှင်မှရှောင်ရှားနိုင်ရန်စစ်ရေးသတင်းအမြင့်ရှိရန်လိုအပ်ကြောင်းသိရှိရသည်ဆလဘိတမှုခိုင်ပကဖရှေဘောဆေယုတက်ဖြတ်ခံရမှုအမှုမှန်ပေါ်ပေါက်ရေးအိန္ဒိယအစိုးရနဲ့ဆွေးနွေးနေတယ်လို့ NUG ပြောဆိုရေးတရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မြန်မာအိန္ဒိယနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့စကိုင်းတိုင်းတမူးမြို့နယ်မှာအိန္ဒိယစစ်တပ်တွေကတမူးခရိုင်ပြည်သူ့ကောင်ရေးတပ်ဖွဲ့ဝင်တမူးခရိုင်ပကပရှဲဝဆဲကိုဖမ်းဆီးတပ်ဖြတ်ခင်းမှုပေါ့အမှုမှန်ပေါ်ပေါက်ရင်အိန္ဒိယအစိုးရနဲ့ဆွေးနွေးနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ကသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေဒီကနေ့ညမှာအသိပေးရေးသားခဲ့ပါတယ်တမူးခရိုင်ပကပအဖွဲ့ဝင်ဆဲဦးကြဆုံးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေအနေနဲ့လက်ခံ င်ရရှိတဲ့သတင်းပေးဖို့တိုင်ကြားချက်တွေအပြင်ကနအုပ်မြေပြင်အခြေအနေကြားနာစစ်ဆေးမှုအစီရင်ခံစာတွေ့ရှိချက်တွေအရအိန္ဒိယအစိုးရနဲ့ဆွေးနွေးနေတာဖြစ်တယ်လို့ဆိုပါတယ်။ အိန္ဒိယဆိုရတောင်ဝင်ရှိသူများနဲ့တွေ့ဆုံရင်အမှုမှန်ပေါ်ပေါက်စေရေးဆက်လက်ညီနိုင်ဆောင်ရွက်လျက်ရှိပါကြောင်းခနဝတိပေးတင်ပြအပါရဲဟုနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာရှင်းသားဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့မေလ13ရက်ညနေပိုင်းမှာအိန္ဒိယအာဏာပိုင်တွေကတမူခိုင်ပကဖအဖွဲ့ဝင်တွေတရှိရာနေရာကိုအင်အားသုံးဝင်ရောက်စီးနင်းပြီးခိုင်ပကဖတော်လှန်ရေးပေါ်စေကိုဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်၃ရက်အကြာမေလ16ရက်မနက်ပိုင်းမှာတိုက်စုံးနေတဲ့ရဲဘော်တွေရဲ့ရှုပ်အလောင်းကိုပြန်ပေးခဲ့တာဖြစ်တယ်လို့ တမူးဒေတာတော်လိုင်းအင်အားစုတွေကဆိုပါတယ် မေလ23ရက်ည6နာရီခွဲချိန်မှာဖမ်းသွားတာပါကျွန်တော်တို့မြန်မာပိုင်ထဲမှာနေနေတဲ့ရဲဘော်ကမ်ကိုဝင်စီသွားတာပါရဲဘော်တွေစားဖို့အတွက်ငါးဟင်းလေးအဲ့ဒါလေးတော့တဲဦးထဲမှာရှိသေးတယ်သူတို့မစားရသေးဘူးသူတို့ရဲ့အိတ်ရလေးတောင်မခင်ရသေးဘူးအဲ့ဒီချိန်မှာခေါ်သွားတာတေဆုံးသူရှုပ်လောင်းတွေကတော့တနက်တန်ရာတွေကြီးပါပဲမျက်နှာမှာရတဲ့တန်ရာတွေကတော့ဖမ်းဆီးနှိပ်စက်တဲ့ချိန်မှာရတဲ့တန်ရာတွေပါအလောင်းတွေကမိုးကတွေအုပ်ပြီးရောက်လာတာပါတချို့ရဲဘော်တွေဆိုလောက်တွေတော့ကြာနေပြီလို့တော်လိုင်းတပ်ဖွဲ့ဝင်တူကပြောပါတယ် ဒီလိုအိန္ဒိယနိုင်ငံကတမူးခိုင်ပါကဖာရှဲဘော်ဆဲကိုအင်အားသုံးဖမ်းဆီးတပ်ဖြတ်တာဟာနေဆက်ချန်စီကိုခန့်နေတဲ့ကိစ္စနဲ့လည်းသက်ဆိုင်ပြီးအာနာဒိန်ဆက်အိုစုရဲ့ပူးပေါင်းဆောင်ရွက်မှုတွေလည်းပါဝင်တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါရယ် တော်လိုင်းရဲဘော်ဆေးကိုတက်ဖြတ်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးအိန္ဒိယအနာပိုင်တွေကတော့မေလ14ရက်နေ့မှာအိန္ဒိယတပ်မတော်အရှိပိုင်းတိုင်းစစ်ဌာနချုပ်အာဒန်ပြည်နယ်အာဒန်ရိုင်ဖယ်တပ်ဖွဲ့ကဦးဆောင်ပြီးအိန္ဒိယမြန်မာနယ်စပ်ချန်နယ်ခန်ခင်ချိုင်းမြို့နယ်နယူးဆန်ဒေးကျေးရွာနေမှာစစ်စင်ရေးပြုလုပ်ရမှာလက်နက်ကန်တပ်ဖွဲ့ဝင်တွေနဲ့အပြင်းအထန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးဆေးဦးကိုတုတ်သိမ်းရှင်းလင်းကလက်နက်ကနလက်သိမ်းဆည်းရရှိတယ်လို့ Eastern Command India Army ကမေလ15ရက်နေ့မှာရှင်းတာဖော်ပြခဲ့ပါတယ်။တိုက်စုံသူဆေးဦးကမြန်မာနိုင်ငံ င်ငံသားတွေဖြစ်တဲ့အတွက်ရုပ်အလောင်းတွေကိုပြင်လဲလွှဲပြောင်းပေးခဲ့တယ်လို့ဆိုထားခဲ့ပါတယ်။ဒီလိုအိန္ဒိယနိုင်ငံကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ပြောဆိုခဲ့မှုဟာလိမ်ညာမှုတစ်ခုသာဖြစ်ပြီးဖြစ်စဉ်အတွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအင်အားသုံးဝင်ရောက်စီးနင်းဖမ်းဆီးတပ်ဖြတ်ခဲ့တာသာဖြစ်တယ်လို့တမူးခင်တော်လိုင်းအင်အားစုတွေကပြောပါတယ်။ တိုက်ဝဲကမဖြစ်ပါဘူးသူတို့က၃နိုင်ကြာတိုက်ဝဲဖြစ်တယ်လို့ရေးထားတယ်၃နိုင်ကြာပြစ်ခတ်ဖို့ကြည်စံလည်းရှိမနေပါဘူးတနတ်တန်လည်းမကြားရပါဘူးဖမ်းပြီးတပ်ဖြတ်ခံရတာပါလို့တမိုးခိုင်တော်လိုင်းအင်အားစုတွေကဆိုပါတယ်လက်ရှိချိန်မှာတော့အိန္ဒိယစစ်တပ်တွေကအိန္ဒိယမြန်မာနယ်စပ်အနီးလုံခြုံရေးတွန်းမြင်ထားပြီးအင်အားတိုးချက်ချတာလေလို့ဒေသခံတွေကပြောပါတယ်တမိုးမြို့နယ်အတွင်းမှာတော့အိန္ဒိယတပ်တွေကချင်းပြည်နယ်ကနေအိန္ဒိယနိုင်ငံအတွင်းထွက်ပြေးတဲ့အာဏာသိမ်းစစ်အုပ်စုတပ်သားတွေကိုတမိုးမြို့နယ်နေဆက်ကိတ်ကပြန်လည်ပို့ဆောင်မှုတွေ ီလှုပ်ဆောင်ခဲ့တယ်လို့တော်လိုင်းအင်အားစုတွေကိုပြစ်ခတ်ရှင်းလင်းတာကတော့ဒါဟာပရမဆုံးကျင့်ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ရှခုဆလတ်တင်ဆက်ပေးမတဲ့တဲ့အကြောင်းအရကတော့စစ်ကောင်စီကရောနေရင်စုံမနိုင်ရင်လေးချောင်းစစ်ချောင်းသုံးရင်ကျိုးပန်းနေစစ်ကောင်စီလေးချောင်းအန်ရဲ့သတိပြုရင် PDF များအသိပေးဆွဲတဲ့မဲ့ဖြစ်ပါရဲ့ရှင်။ စစ်ကောင်စီကရော့ဒေတာရင်စုံမနိုင်ရအတွက်လေချောင်းကိုတုံရီထိုးစစ်စီရင်ကြိုးပမ်းနေပြီးဒေသခံပြည်သူများလေချောင်းအနေနဲ့လုံခြုံရေးအနေအထားပြုရန်ပြည်သူ့ကော်ရီတပ်ဖွဲ့ဝင်များကအတည်ပြုသည်မေလာဇန်မှာဆိုင်စစ်ကောင်စီကရော့ဒေတာသို့စစ်ကြောင်းထိုးရင်ကြိုးပမ်းနေပြီးလေချောင်းတိုက်ခိုက်မှုပုံမှုပြုလုပ်လာတယ်ဟုဒေသခံများကပြောသည် ရွေးကောက်ပွဲလုံလောက်လေးချောင်းပြစ်ကိုပြီးရောဒေတာကိုပြန်ထိန်ချဖို့ဆက်ကဆက်ကပြင်းနေတယ်ပြည်သူတွေကတော့လုံခြုံရေးတွေရှိကြပါတယ်ဒါပေမဲ့ပိုးပြီးရက်ဆက်စန်းကျုပ်လာမယ့်ဆက်ကဆက်ရဲ့လေးချောင်းရင်ကိုတော်တော်တရေထားရမယ်ဟုရောဒေတာမှ PDF တဝူကပြောတယ် ်စစ်ကောင်စီတပ်သည်မက်လာအီရဲလာနှင့်မီလာအတွင် ရော်ဒီတာမှဂန်ကိုစော်ကြောက်ထုနှင့်ထီးလင်းမြို့နယ်တို့ကိုလေကြောင်းမှပုံကျဲတိုက်ခိုက်မှုများမကြခဏပြုလုပ်ခဲ့သည်မက်လာ20ရက်ကထီးလင်းမြို့နယ်အလဲပန်းရွာအားစစ်ကောင်စီကလေကြောင်းမှပုံကျဲတိုက်ခိုက်ရာအရဲသားလေးဦးသေဆုံးခဲ့ပြီးနေ40ကျော်ပျက်စီးခဲ့သည် ်မတ်လ20ရက်ကကံကောင်းမြင့်နယ်မြောက်ပိုင်းနှံခါကျိလက်စီပီကံကိုစစ်တပ်လေးကြမ်းမှပုံကျဲခဲ့ရာ CDM ဆီယံဝန်တောက်တာများဆိုအောင် CDM တပ်တန်းသူနာပြုလဲဖြင့်ကိုဝန်ဆောင်စနေတဲ့လည်းဖြစ်သောဒေါက်ခိုင်နေဝင်၎င်းတို့သားဖြစ်သူအပါအဝင်ဒေသခံ17ဦးသေဆုံးခဲ့ပြီး6ဦးဒဏ်ရာရရှိခဲ့သည်မေလ14ရက်ညကလည်းကံကောင်းမြင့်နယ်လာဖို့ကြေးရွာစာတင်းကြောင်းကိုစစ်ကောင်စီကပုံကျဲခဲ့သည်ကျောင်းဆောင်ပြည့်စည်သွားတော့လဲလူထိခိုက်မှုမရှိခဲ့ကြောင်းဒေသခံများထံမှသတင်းရရှိသည်ထို့ပြင်စစ်ကောင်စီ ရောနဲ့တွေ့နိုင်လေးချောင်းပုံချေပြီးမြေပြင်တွင်လည်းထိုးစစ်ထိုးနေကြောင်းသိရှိရသည်။ခံကောမြို့ပေါ်ရှိချီလင်တန်လင်ခလာရ90မှစစ်ကောင်စီစစ်ကြောင်းသည်မေလ12ရက်က မြို့ရှိတောင်မတ်ရှိလယ်မရွာကိုစီးနေဝင်ရောက်ပြီးနောက်အသက်6နှစ်အရွယ်ကလေးငယ်တို့ပါဝင်အရက်သား17ဦးကိုတပ်ဖြတ်သွားပြီးဒေသခံ17ဦးကိုဖမ်းဆီးသွားသည်ထို့ပြင်မေလ19ရက်ကလည်းကြောက်ထုအမြောက်တပ်မှထွက်လာသောစစ်ကောင်စီတပ်ဖွဲ့ဝင်80ခန်းသည်လက်နက်ကြီးဒရုန်းများဖြင့်ရှမ်းသန်းပစ်ခတ်ပြီးစစ်ကြောင်းထုနေ၍စောမင်းတက်ကြောက်ထုလမ်းပိုင်းမှဒေသခံများတရေပြူရန်ကောက်ရီတပ်ဖွဲ့များကတရေပေးထားသည် စစ်ကောင်စီသည်2025နှစ်ကုန်ပိုင်းတွင်ရေကောက်ပဲပြုလျင်ကြိုးပမ်းနေသည့် အာနာဒိန်ကောင်ဆိုင်မီလာဆမ်မိုင်းရုရှားနိုင်ငံခီးစင်တွင်မြန်မာနိုင်ငံ၌ရေကောက်ပွဲပြုလို့မျိုးပြောခဲ့ပြီးရင်းကာလနောက်ပိုင်းဒေသအနှံ့တွင်လေကြောင်းတိုက်ခိုက်မှုများပုံမှုပြုလုပ်နေသည့်စစ်ကောင်စီရေကောက်ပွဲသည်လွတ်လပ်ပြီးတရားမျှတမှုမရှိနိုင်ပေပဏိပခါများပုံမှုစိုးဝါစေလိမ့်မည်ဟု NUG NUCC နှင့်တော်လိုင်းအင်အားစုများကတရေပေးထားသည် ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့တာမိုင်းခရိုင်မြို့နယ်များ၌အသေးအတန်မှွေနောက်ပြီးလူလိုက်ဖမ်းနေဆွဲတဲ့တွင်ပဲဖြစ်ပါရခြင်း။ရှမ်းကုန်းတိုင်းတာမိုင်းခရိုင်မြို့နယ်များဖြစ်သည့်ကော်မိုကွန်ညံကုန်းတော်နေမြို့နယ်တို့ရှိကျေးရွာရက်ကွက်ချိုရဲ၌မေလ16ရက်နေ့မှစ၍ယမန်နေ့မေလ19ရက်နေ့ထိအကြမ်းဖက်စစ်သားများအင်အားလုံးရင်ဖြင့်မှွေနောက်ဆစ်ဆဲနေကြကြောင်းရန်ကုန်စကောက်နယ်ဝမှာဖော်ပြထားပါရ။နေအိမ်များနဲ့ဖြတ်သွားဖြစ်လာများကိုလိုက်လံဆစ်ဆဲက၎င်းတို့မတင်ကားသူများကိုဖမ်းဆီးထားရန်ယနေ့တိဖမ်းဆီးခံနိုင်ရသူအယောက်20ထက်မနည်း ကြောင်းသိရသည်မြို့နယ်ချင်းဆက်သည့်ကုန်းလွင်ရှိလန်အဝင်ထွက်များနှင့်တော်ရင်နေရာများကိုပါပိုက်စစ်တိုက်ဆစ်ဆင်းနေပြီး၎င်းတို့ပြစ်မှတ်ထားရှာနေသည့်ဈေးဟာရက်ွက်များ၌ညဘက်ပြင်းမထွက်ရောက်အမိန့်ထုတ်ထားကြောင်းသိရှိရသည်